ဦးစင်းပြောတယ်လေမိုးရွာတော့ရွာတာကတော့မိုးရွာတော့အတူတူရွာတာပဲအောက်ကခိုင်းရပေပါနဲ့ခိုင်းပေပါနဲ့ရမယ်ဇလုံးနဲ့ခိုင်းဇလုံးရမယ်လူစီခွက်နဲ့ခိုင်းလူစီခွက်လောက်ရမယ်ပေါက်တိုင်းဘာမှမရဘူးဟမ်တောက်ရဦးနဲ့ခိုင်းတောက်ရရမယ်ခြေသေးခွက်နဲ့ခိုင်းခြေသေးရဖြစ်တယ်မိုးကတော့တသွေးတဲ့တသားတဲ့ပဲအတူတူပဲရွာချတာပါပဲအဲ့ဒါကြောင့်မလို့တရားကျင့်နေဆိုတာတရားကျင့်တဲ့နေရာမှာ ဆရာကလည်းပညာမှန်ရမယ်လိုက်နာကျင့်သုံးတဲ့တပည့်တွေကလည်းတရားဝရိယတတိအာငါဘာတန်ရမယ်လက်ကဝနှစ်ဖက်ဒီကတစ်ဖက်ကပြော့နေတစ်ဖက်ကမာနေအတန်မီပါမလားမီပါပါအေးနှစ်ဖက်လုံးပြေပြေဝါးနဲ့ရိုက်ခတ်မယ်ဆိုရင်အတန်မာမာပေါ်လာတယ်ဗောအဲ့တော့ဆရာကတစ်ဖက်တပည့်ကတစ်ဖက်အဲ့တော့ဆရာဘက်ကမှားရင်ဆရာကိုပြန်လိမ့်မယ်အာနာဘုံမလို့ဦးတဲ့ခင်ဗျာ တပည့်ဘက်ကမှားမယ်ဆိုလို့ရှိရင်လေတပည့်ဘက်ကအပြင်းရလိမ့်မယ်အာနာဘုံမလို့မြတ်စွာဘုရားရှင်ကဆရာကိုကြကြနာနာစုံစမ်းပြီးမှဆရာတင်တိုက်မှဆရာတင်မှအခုကကြကြနာလည်းမစုံစမ်းရိတ်သာထုတ်ရွက်သွားတာပဲပါဆရာမညာဆရာမလည်းမသိကိုယ်ကဲတင်နေတာလည်းမသိကိုယ်ကလည်းဘာလို့လို့သွားမှလည်းမသိအဲ့လိုဖြစ်ကြတယ်ဆရာကောင်းတဲ့မြတ်တွေ့ရင်ရိတ်ထုတ်တာတော့မပြီးနဲ့ဘုရားအမှန်တန်သိသတ် ယောဂီတို့ဆရာကောင်းတဲ့တွေ့ပါတယ်လေ။ဟင်းဆရာကကောက်ပြီးတော့ရိုက်တော့မထွားသေးပြေးကျင်ဘူးရိုက်တော့မထွားသေးနားတယ်မခံနိုင်တော့ပြေးကျင်နေဟင်းအဲ့လိုဖြစ်နေတော့ဆရာကောင်းရတဲ့တပည့်မကောင်းဖြစ်သွားတယ်အဲ့အာနာပါနာကမ္မထံကိုသုံးသကြတယ်အာနာပါနာကမ္မထံရှူရှိုက်တဲ့နေရာမှာဖြည်းဖြည်းလေးရှူတာလည်းရှိတယ်ညင်းညင်းလေးရှူတာလည်းရှိတယ်နည်းနည်းပြင်းပြင်းလေးရှူတာလည်းရှိတယ် အဲ့လိုအရှူတွေရှိတဲ့နေရာမှာဖြီးပြီးလေးရှူမှပြင်းပြင်းရှူမှဆိုတာတဲ့မိမိနှစ်သက်တဲ့အရှူနဲ့အခြေခံကြတဲ့ဗရာဏလုပ်ငန်းရွေးချယ်ပြီးရှူရပါတယ်အခုဦးဇင်းတို့အချိန်လေးနဲ့ရှူတယ်ဆိုတာအထာဂရာမှာဆိုရင်ဒါကကစုပမာနီလို့ခေါ်တယ်ကကစုပမာနီဆိုတာလွှတ်ဆွဲနီလွှတ်ဆွဲတဲ့ပုံစံမျိုးနဲ့အာနာပါနရှူဆိုင်တာကိုကကစုပမာနီလို့ခေါ်တယ် ိုလိုတာကတော့လူတစ်ယောက်ကတုံးကိုလွှတ်နဲ့ဖြတ်တယ်။တုံးကိုလွှတ်နဲ့ဖြတ်တဲ့အခါမှာဖြီးပြီးလေးလွှတ်တိုက်နေရင်တွောပါ့မလား။တွောပါဘူး။ဖြီးပြီးလေးထိုးရင်လွှတ်မပြတ်တော့ဘူး။လွှတ်သွားတယ်စိုက်စိုက်ပြီးထိ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 နဲ့ဖြစ်ပြီးတော့ခီးလည်းမပေါက်နော်အရာလည်းမရောက်ထိုးတဲ့ဘက်ကလည်းပင်မနေတယ်။တအားကြီးနေလားငါလားထိုးတော့ကြာကြာထိုးနိုင်ပါမလား။မဟုတ်ပါဘူး။မော်ပြီးလက်ပန်းကြသွားတယ် ဲ့တော့ဓာကြီးနင်လားငါလားလွှတ်တိုက်တာမျိုးလည်းမဟုတ်ဘူးတိတ်ဖြည်းဖြည်းလေးထိုးတဲ့လွှတ်တိုက်မျိုးလည်းမဟုတ်ခွင်းနဲ့နော်အရှင်လေးပါပြီးတော့မပြင်းလုံးမပြော့လုံးအဲ့ဒီလိုရှည်တွန်းတောင်းရင်သွားသမားတိုက်နေလေအဲ့ဒါလွှတ်တိုက်ပုံလေးအောင်ပြုဟုတ်အဲ့လိုရှည်တွန်းတောင်းရင်လွှတ်တိုက်တဲ့ခါကျတော့ရှေ့ကိုထိုးလိုက်တဲ့အရှင်တထွာထွက်သွားရင် နောက်ကိုပြန်ဆုပ်ရင်လည်းတထွာပဲပြန်ဆုပ်ရှေ့ကိုတခါပြန်ထိုးရင်လည်းတထွာပဲထိုးသလို နောက်ကိုပြန်ဆုံးရင်လည်းတထွားပဲပြန်ဆုံးတယ်အဲ့တော့လွှာဆွဲတဲ့အရှိတူကအထွက်နဲ့အဝင်ကမညီနေဘူးလားပထမလည်းတထွားပဲထွက်တယ်တထွားပဲဆုံးတယ်နောက်တစ်ခါထိုးတော့လည်းတထွားပဲထွက်တယ်တထွားပဲဆုံးတယ်ဆိုတော့နောက်တစ်ခါလွှာထိုးတာနဲ့ပထမလွှာထိုးတဲ့အရှိနှုံးနဲ့မတူနေပြန်ဘူးလားအပြင်ထွက်တဲ့နှုံးနဲ့နောက်ပြန်ဆုံးတဲ့နှုံးနဲ့တူသလိုပထမအဝင်အတွက်အရှိတူနောက်ငင်ဆွဲတဲ့အရှိအတူအရှိနဲ့အနည်းမြန်နဲ့ နောက်တစ်ခါဆွဲတဲ့အရှိတူအနည်းမြန်နှုံးနဲ့အဲ့ဒါလည်းတူပြန်တယ်လွှတ်ဆွဲနေတဲ့ပုံကိုတရားကိုကြည့်တယ်မှန်မှန်ဆွဲနေစွာတော့အဲ့ဆွဲတဲ့ပုံကအဲ့လိုဆွဲနေရင်လည်းလွှတ်ဆွဲတဲ့အတန်လွှတ်သွားတဲ့တက်သားနဲ့တိုက်ခတ်နေတဲ့ရှဲရှဲနဲ့အတန်ကိုနားထောင်နေနားထောင်ပြီးမျက်လုံးကလွှတ်သွားတဲ့တုံးနဲ့ထိကြိုက်နေတဲ့နေရာလေးကိုကြည့်ပြီးတော့အဲ့ဒါမှန်မှန်လေးရှိတော့နောက်ဝင်ထိုးပါအဲ့ဒီလိုထိုးတဲ့အောင်လွှတ်ဆွဲသမောင်းလို့ အာနာပနာကမ္မဋ္ဌာန်းကိုရှုချက်တဲ့အခါမှာလေသိဖြည်းဖြည်းလေးရှုလို့ရှိရင်လေဓာလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာအာကြီးပြီးတော့မိမိရဲ့တမာရီကနေနေတဲ့အခါကျတော့စိတ်ကြီးဓာလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာကိုဥစည်းပြီးတော့ညှို့ကြတာအဲဒီတအားကြီးရှုပြန်လို့ရှိရင်လေပင်ပန်းနွမ်းနေပြီးတော့နော်ဇာမဖြစ်ဘူးစိတ်ပင်ပန်းနေတယ်စိတ်ပင်ပန်းနေပြီးတော့အဲ့ဒါကြာကြာမရှုနိုင်ဘူးအဲ့လိုဆိုရင်လေပြင်းပြင်းထန်ထန်ကြီး ရှင်လုံးအာကြီးလည်းမကောင်းဘူးတိတ်ဖြည်းဖြည်းလေးရှင်လုံးအာကြီးတော့လည်းမကောင်းဘူးဒါအခြေခံအခြေခံမှာနော်ကမ္မထံကိုစထူထောင်နေတဲ့နေရာမှာအဲ့လိုနဲ့မပြင်းလုံးမပြော့လုံးလွှသမားကဲ့သို့လေနဲ့နာသေးကွာကအပြင်းရှူထုတ်လိုက်တာနဲ့အတွင်းကိုရှူသွင်းလိုက်တာနဲ့ရှူနှုံးရှိုက်နှုံးအရာကလည်းအရှိန်နှုံးတူပါအရှိတူလေးချောင်းအရှိတူလဲညီရမပြင်းလုံးမပြော့လုံးလဲဖြစ်ရမယ် နော်အဲ့ဒီလိုနဲ့ယူဆိုင်ရမယ်လွှာသွားသည့်တစ်သုံးကို ထိပြီးတော့နေတာဝင်လွှာဆွဲတဲ့ပုံကကြည်နေသလိုယူဆိုင်နေတဲ့ပုံကိုဒီလေနဲ့နာဒီကထိတဲ့နေရာလေးကိုအောင်ပြုတ်ပြီးတော့ယူဆိုင်သွားအဲ့တော့ယူဆိုင်တဲ့အခါမှာမပြင်းလုံးမပြော့လုံးဖြစ်ရမယ်ဝင်တဲ့လေနဲ့ထွက်လိုက်တဲ့နေအရှိတူချင်းအရှိချင်းတူရမယ်ပထမအရှူဆိုင်နဲ့နောက်အရှူဆိုင်နဲ့တူရမယ်။အဲလိုရှူဆိုင်တဲ့နေရာမှာလွှာသမားသည် သူ့ဘာသူမပြင်းလုံးမပြော့လုံးလေးမှန်မှန်တိုက်သွားတော့ကြာကြာမတိုက်နိုင်ဘူးလားအမေကြာကြာတိုက်နိုင်တယ်အဲ့လိုကြာကြာလဲတိုက်နိုင်တယ်အလုပ်လဲပြီးတယ်မိမိလဲမပင်မန်းဘူးတဲ့အဲ့ဒီလို ရှူနှုံးနဲ့အစကမ္မထံအခြေခံမှာရှူရတယ်အဲ့လိုရှူတဲ့အခါကျတော့စိတ်ကိုထိကျက်စီသို့သိမ်းစီးနိုင်တဲ့အားတဏှာဤလှုပ်ဆော်ပြီးတော့ပြင်မဲ့မမဲ့ဆိုတဲ့လှုပ်ဆော်မှုကို ိမိကအားပေးမှုလက်ရောမှုမရှိတော့ဘဲနဲ့စွန့်လွတ်နိုင်တဲ့အားအဲလောဆွဲတဲ့လူကြတာဒါမှမပါဘူးတရားကျင့်တဲ့လူကပါလာတယ်နော်ဝရမအာနာပါနကမ္မထာကိုလည်းလောဆွဲတဲ့ဤလိုရှူဆိုင်နေရတယ်လို့တစ်ဖက်ကလည်းဝေနာရှိစိတ်ရပါလို့ရှင်တဏကလှုံ့ဆော်တဲ့လှုပ်ပါပြင်မာမပါရှိပါလို့ရှေ့စိတ်ကလှုံ့ဆော်တာကိုနောက်စိတ်ကရှေ့စိတ်လှုံ့ဆော်တဲ့အတိုင်းအောင်မြင်အောင်လိုက်ပြီးတော့ခန္ဓာကိုယ်ကြီးကိုကြွမမပေးတော့ဘဲနဲ့ ကြွမပေးလိုမှုကိုအကျွင်းမဲ့ဆွန့်လွတ်ခဲ့ရမယ်။အကျွင်းမဲ့ဆွန့်လွတ်ပြီးတော့မလိုက်ရောတော့ပဲနဲ့စိတ်ကိုမူလကမ္မထံထိတဲ့နေရာလေးကိုတတိလေးနဲ့အောင်ပြုပြီးတော့မူလရှုထားတဲ့အချိန်နှုန်းတိုင်းပဲရှုရတယ်။အဲလိုရှုရင်းနဲ့ဝေဒနာဟာနည်းနည်းပြင်းထန်လာတယ်။အခါကျတော့မိမိငကိုရှုတဲ့လေဟာနည်းနည်းနှုတ်နေသေးရင်တမာရီထူထောင်းတဲ့နေရာမှာစိတ်ကိုတည်ရတဲ့နေရာမှာစိတ်ကအောက်ပိုင်းဒုက္ခဝေဒနာကိုပဲ အတင်းညွညွစိမ့်မှုများနေသည်အဲ့ဒါမူလရှူနှုံးကိုနည်းနည်းလေးရှူရင်းနဲ့ပဲအချိန်နည်းနည်းလေးမြင့်တင်လိုက်တယ်ထိချက်ကလေးသာပေါ့ထိချက်ကလေးပုံပြီးထင်ရှားလာအဲ့လိုရှူရင်းနဲ့လေးတဲ့နာတွေကထိတဲ့နေရာကိုတတိထိုင်းနဲ့မူလအရှူနှုံးကိုနည်းနည်းလေးမြင့်ရှူနည်းနည်းလေးမြင့်ရှူတဲ့နေရာမှာကြောက်လန့်ပြီးတော့နေလားငါလားဟာလားစီးမရှိဝါမရှိ စနစ်မရှိမနောဘယံပရာအဲ့လိုပြုတ်စပြင်းအောင်ရှူမပြေးအောင် ဘလောက်ကြီးပြင်းပြင်းထန်ထန်ရှုရှုတတိဝရိယတမာရတတိဝရိယတို့မရှိခဲ့လို့ရှင်စိတ်ကကိုထိကျက်နေရမှာမရဘူးအောက်ကဝေနာရွှဲရောက်စိတ်ကဝေနာကြီးသိပြီးတော့အပြင်ကအဖက်အထက်ဘက်က အတင်းကြီးရှုနေလဲအလကားပဲအဲ့တော့ရှုနှုံတာပြင်းနေလဲပင်မနေအဲ့ဒါလည်းမရဘူးရှုလုံးကနည်းနည်းလေးတင်ရှုလာပင်နဲ့မိမိမှာပင်မခြင်းမရှိအောင်ပင်မမင်းမရှိဘဲနဲ့မူလစည်းကမ်းချက်ဖြစ်တဲ့အရှိအတူအနည်းမြန်အပေါ့အပြင် အရဟံညီညွတ်ဖို့ပရဏကြအဲ့ဒီအရှိတူအနည်းမြန်ကို သုံးသပ်နေမှုမလုပ်လို့ရှိရင်စိတ်ကအားနေအားတော့အောက်ပိုင်းဝေဒနာကိုကောက်ဆင်းသွားအဲ့တော့အရှိတူကိုသုံးသပ်နေမှဆိုရှင်မအားဘူးထိချက်ကိုလည်းသတိထားရတယ်ရှုဆိုင်မှုကိုလည်းဝါယမဆိုက်ရတယ်အရှိတူအနည်းမြန်အပေါ်အပြင်အဲ့ဒါကိုလည်းကကစုပမာနီလိုပထမရှုဆိုင်နေနောက်ရှုဆိုင်နေလည်းညီမညီလည်းသုံးသပ်နေရတယ်စစ်စစ်နေရတယ်ရှုထုတ်လိုက်တာနဲ့ရှိုက်ထုတ်လိုက်တာနဲ့ အရှိန်နှုံးအရှိတုံနှုံးအပြင်းပြော့လဲညီအောင်လဲညာကကြက်မကောက်ပဲနေရအဲ့ဒီလိုလုံနေတဲ့ခါကျတော့စိတ်ကအားသေးလားမအားတော့အောက်ကိုမစင်းတော့အဲ့တော့စိတ်ကိုတတိယဝရိယရဲ့နော်တရားရဲ့တရားဝရိယတတိယဒီသုံးချက်ကစိတ်ကိုထိချက်ကမ္မထံစိတ်ရဲ့စူစီတဲ့နေရာမှာခိုင်ခိုင်မာမာကတ်ထားမယ်ဆိုရင်နန်းဒီစိတ်ဒီအောက်ပိုင်းကိုညှို့သေးလားစိတ်နဲ့အောက်ကဒုက္ခနဲ့သွားမညွတ်ရင်မဆက်ဆံတော့ဘူး မဆက်ဆံလို့ရှိရင်ခန္ဓာရဲ့ကောင်းမှုဆုံးမှုရတဲ့ရအောင်လားမရမရရင်ခံစားအောင်လားမခံစားတော့ဘူးဒုက္ခရတာကိုခံစားရင်ဝမ်းမြောက်ပြီးလောဘကလည်းဒုက္ခရတာကိုခံစားမယ်ဆိုရင်စုံနေပြီးဒေါသဖြစ်လိမ့်မယ်လောဘဒေါသစိတ်တည်းစိတ်နဲ့မကပ်ဘူးလားကပ်တော့ထကြွတောင်းကျန်စင်းရည်အဲ့ဒါကြောင့်မလို့ဝမ်းမြောက်မှုကိုလည်းမတတ်မဲ့ဖြစ်နေဝမ်းနေမှုကိုလည်းမပတ်သက်ဖြစ်နေ အားလုံးကိုစွန့်လွတ်လိုက်တယ်ဆိုရင်အဲလေးတဲ့နာသူကထိတဲ့နေရာဒီဥပိ္ခာဤကမာရီရောက်သွားတယ်ခန္ဓာကိုယ်ဓာလေးဝဖောက်ပြန်ရမှလှုပ်ချင်ပြင်းရင်နေဆိုတာလောဘနော်လှုပ်ချင်ပြင်းရင်မလှုပ်ရတော့ခက်တံကြမ်းတမ်းမှုနဲ့နေရတဲ့ဆင်းရဲတာကဒေါသဆိုတော့လောဘရဲ့ဒေါသရဲ့စိတ်တိတ်စိတ်မှမပေါ့မကောင်းဘူးလားမပတ်မကောက်ဘူးလားကောက်တယ်အာရဏကုကိုစွန့်လွတ်ပြီးလေးတဲ့နာသူကထိတဲ့နေရာလေးမှာတတိနဲ့မြဲနေတော့လောဘဒေါသရှိသေးလားရှိတော့လောဘဒေါသမရှိဘဲနဲ့ခံစားနေတဲ့အာယုံကြီး အာဒုက္ခမဒုက္ခယဝေဒနာယဆိုတဲ့ဥပိ္ပခာဝေဒနာလို့ခေါ်တယ်။ယောဂီတို့မှတ်ထားပါဥပိ္ပခာဝေဒနာဥပိ္ပခာသမာဓိတို့မရောက်ရင်အဲ့ဘက်ကဝိပဿနာလုံးဝရှိလို့မရဘူး။မိမိတရားရှုမယ်တရားရှုမယ်ဆိုပြီးတော့ဥပိ္ပခာတို့ ရောက်ပြီလားလို့မသိသေးပဲနဲ့တရားရှုဆယ်ကဘာရှုတရားမရဘူး။အဲ့ဒါဒီမှတ်ထားအဲ့ဒါဒီနားမလည်လို့ရှိရင်ဂျွန်းတို့မကုန်ပြီးပြီးတော့အနိစ္စဒုက္ခအနတ္တရှောက်တာလုံးနဲ့ဘာမှမသိဘူးအဲ့ဒါတကယ်တရားမဟုတ်ဘူး။ စင်လူရိုးမှာအတန်တူအကြောင်းကွဲအကြောင်းကွဲအတန်တော့အနေစာတို့ကအတန်တော့တူတယ်အကြောင်းညာတွေကကွဲနေအဲ့ဒါကြောင့်မလို့အခုဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝိညာဉ်မှာမပြင်းနဲ့ဆိုတော့ပြင်းတော့လောဘဖြစ်မသွားဘူးလားဖြစ်သွားပါတယ်ဗျာအဲ့တော့ဆုံးနစ်ပြီးတော့ကြိတ်မိပြီးနေရင်လည်းဆုံးနစ်တဲ့ဒေါသဆိုတော့အာဟုသူပဲမဟုတ်ဘူးလားမှန်ပါအဲ့တော့လောဘဒေါသဖြစ်နေလောဘဒေါသသည်နော်စိတ်နဲ့မကညီရဘူးတဲ့အဘိဇ္ဇာဒေါမနတာလည်းခေါ်တယ်လောဘကိုအဘိဇ္ဇာလို့ခေါ်တယ် ဆင်းရဲနေတာကိုတဏှုံနှုတ်ဘုရားခေါ်လဲဒေါမနတာဒေါမနတာဒီဒုက္ခဝင်တာလှုပ်ခြင်းပြင်းနဲ့လောဘငိုသားရတမဲမှုဒီအဘိဇာဒုက္ခဝင်တာအဲ့ဒီမှာစိတ်ကမကောက်ခွနဲ့နာသီဝထိတိလေးသွားကြတဲ့အခါကျတော့ဥပိ္ပခာမှာဘာမှမတည်ဘူးလားအဲ့ဒါတည်ငါအားဖြင့်နော်အကျမ်းစာဒုက္ခဝင်တာမှနော်ဥပိ္ပခာသမารီအဖြစ်ခဏစိတ်ကလေးတည်သွားတာအဲ့လိုဆိုလို့ရှိရင်နာသီဝထိကျက်ကလေးမှာတတိကတ်တဲ့အခါကျတော့စိတ်၌ဒေါသရှိသေးလား ဖားလွတ်မပါဘူးလားဖားပြီးတော့ဒေါသလွတ်မပါဘူးလားလွတ်ပါပါခင်ဗျာဒါပေတကယ်လွတ်ပြီလားတတိလစ်တာနဲ့ဖားပြန်မပေါ်လာဘူးလားပေါ်ပါခင်ဗျာဩအဲ့တော့တတိငါလောဝိခာမနာလောသမုတ်စေတာလောဆိုတဲ့သုံးမျိုးပေါ်လာပြီတတိငါမိမိတတိဝရိယအဖြစ်ကမ္မထံဆိုတဲ့စိတ်ရဲ့စုစည်းနေရာမှာတတိငါအဖြစ်စုစည်းနိုင်တော့အခိုက်အတန့်လေးတာဒေါသလွတ်တယ်မစုစည်းနိုင်ရင် ဒေါသပြန်ပေါ်လာတယ်။သို့တော်လည်းတည်ငါလောက်မှမစူးစီးနိုင်လို့ရပါမလား။မရပါဘူး။အဲဒါကြောင့်မို့တည်ငါအကျင့်စဉ်အခုအာနာပါနကမ္မဋ္ဌာန်းတည်ငါကျင့်တယ်။အဲ့တော့မြတ်စွာဘုရားကလည်းတဲ့။ဘယ်လိုပဲရှူရှူဘယ်မှုနဲ့ရှူရှူပထမတော့ကြီးကွက်ခောက်တဲ့ဥပမာလိုပဲ။ကြီးကွက်ကိုသွားပြီးခောက်လို့ရှိရင်ဒေါင်းဆိုပြီးအတန်ကျကျမြည်တယ်။အဲ့ဒီဒေါင်းဆိုတဲ့အတန်လေးကိုရိုင်းထားလိုက်တဲ့အခါမှာအဲ့ဒီအတန်က တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းနဲ့သိမ်ပြီးပါပြီးပြောင်းမသွားဘူးလားပြောင်းသွားပါရဲ့အဲ့ဒါကိုပတ္တံဘယံကာယသင်္ခါရလို့ခေါ်တယ်ကဲကစုပမာနီးနဲ့လွှတ်ဆွဲတဲ့ဥပမာနဲ့မူလအခြေခံမှာအာနာပါဒကမ္မထံကိုရှူဆိုင်နေတော်လေနော်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဘာလို့သွားရမလဲသိမ်သွားကိုယ်ကတက်တက်သိမ်တာလားဆိုတော့မဟုတ်ဘူးသူ့ဘာသူစိတ်၌လောဘဒေါသမောဟဒိဋ္ဌိတွေအာဟုသောဇောတွေမစောတော့တဲ့အတွက်ကြောင့်ရန်သူမရှိတော့လိုက်တတ်เสียလို့သေးလား အဲ့တော့ရန်သူရှိရန်သူကိုအဲ့ဒါကာဝယ်ရမယ်တက်ခတ်မယ်အလုပ်တွေရှိတယ်။အခုစိတ်နဲ့တတိဝရိယတော့အုတ်ထုတ်ပြီခိုင်မာအုတ်ကျရပြီဆိုတော့လောဘဒေါသဒိဋ္ဌိတို့ကမကတ်တော့နော်။အတင်းယုံပြည်စရာမလိုတော့ဘူး။အဲ့ကျတော့ကုသိုလ်သောဇန်သောသူရောက်လာတဲ့အခါမှာရှင်ရှင်နဲ့ဘယ်လိုဖြစ်တာလဲ။တဖြည်းဖြည်းတဖြည်းဖြည်းညိမ့်ပြီးနောက်တော့ဘဝင်လေးကလှဆိုပြုတ်ဆိုကြပါ။ညိမ့်ဆိုဟာကနေရင်ထဲမှာတခု ပြုတ်ကြသလိုအဲ့လိုဖြစ်သွားတဲ့အခါမှာအရှူကရပ်သွားဘူး။အရှူရပ်သွားတဲ့အခါကျတော့ ရှူလဲမရှူရတော့ဘူးရှူလဲမရှူနိုင်တော့ဘူးရှူလို့လည်းမရတော့ဘူးနဲ့အောက်ကဓာလိဘဒုက္ခဝေဒနာကြီးကိုသိပြန်တော့လေကြိုက်ခဲထုံချင်မှုအနေနဲ့ကြည်မြင်သိနေပြီမဲ့ဆင်းရဲမှုမရှိတော့အဲ့တော့ပထမအကြမ်းကြမ်းရှူပြီးတော့နောက်တော့တဖြည်းဖြည်းသိမ့်ပြီးတော့နောက်တော့ပြောင်းမပါဘူးလားပြောင်းသွားပါအရှူရှိုက်ပါချုပ်သွားအရင်လိုလေးနဲ့နာသေးဘထိတဲ့နေရာမှာလေးပေါင်းအားဆိုင်ယူတဲ့ဇောအလင်းမှာငြိမ့်ကြပါလေကိုကငြိမ့်တာလားဇိုင်းငါပြည့်စုံလို့ငြိမ့်တာ အဲအရာကိုပဋ္ဌံဘယံကာယသင်္ခါရံအဲတဖြည်းဖြည်းငြိမ်သွားကာယသင်္ခါရဆိုတဲ့အရှူရှိုက်ကိုတဖြည်းဖြည်းကြမ်းရမှာတဖြည်းဖြည်းငြိမ်သွားတက်တက်ငြိမ်လို့တရားပြည့်မထင်ရသေးဘူးဇံမေးမရသေးဘူးငြိမ်အောင်လုပ်ရတယ်တက်တက်သာသာရှူရတဲ့ဆိုတချို့ကဖြည်းဖြည်းလေးရှူတော့ဝင်လာလဲတက်ပါမခါနိုင်တော့ဘူးအဲကြွရတယ်မတယ်လှုပ်တယ်နဲ့တွေဖြစ်ကုန်အခုဦးစင်းတို့တဏှာကြီးအခုကျင်းလိုက်တာဆရာကလည်းမငြိမ်ခိုင်ဘူးဆရာကလည်းရုပ်ဘူးမပြင်းမင်းနဲ့ ဒီကသီလသမာဓိအပြင်တဏှာကိုမလိုက်ရောပဲနဲ့ထိကျက်ကလေးမှာအရှူရှိုက်စနစ်တကျရှူလိုက်တခါကျတော့တဖြည်းဖြည်းတဖြည်းဖြည်းငြိမ်ပြီးအရှူပါရက်ပြီးတော့ချုပ်မသွားဘူးလားချုပ်သွားသူ့ဘာဆိုအင်္ဂါရက်နဲ့ညီချုပ်သွားတာချုပ်လဲချုပ်သွားတော့စိတ်နဲ့ဒေါသနဲ့လည်းချုပ်နေရောလွတ်နေရောစိတ်ကမစင်းရတော့အဲ့တော့ deliver ဖို့ပြင်တဲ့ဒုက္ခဝေနာရှိတာကိုသိပြီနဲ့စင်းရဖို့ပါသေးလားပါတော့မိမိတောက်ရမယ်စာမိချုပ်မသွားဘူးလားမိချုပ်သွားပါလေဒါပေမဲ့ကြိုက်တာခဲတာတော့သိတယ် လုံးဝပြင်ပဲဆိုတော့အာဟုသို့သင်္ခါရတရားတွေပေါ်သေးလားပေါ်တော့ပါဘုရားအဲ့ဒါသင်္ခါရတရားတွေချုပ်တယ်အဲ့ဒီသင်္ခါရတရားတွေကမှတ်ထားပါယောဂီတို့အပေလေးပါးကိုကြားစီတဲ့အကြောင်းအဲ့ဒါအမှန်ဒါတွေကအများကြီးစိတ်ခွဲပြားတယ်ဒီဒုက္ခဝိနာဖာရီဟူသောမပေဘဲနဲ့တရားကျင့်လို့မရသလိုဖားပေါ်လာရင်ဓာလိဘမွေကြိုက်လာလို့ရှိရင်ဝိနာအပေလေးပါးကြားတဲ့အကြောင်းတွေလည်းရတယ်အဲဒီမှာပဋ္ဌာန်းနဲ့ဆက်ဆက်ပစ္စည်းတွေဆိုင်အများကြီးအားလုံးဥစဉ်စုတာ18ချက်ရှိတယ်နော် ဒီဓာတ်ခဝိညာဉ်နေပြီးတော့ပရိစ္ဆသမုပ္ပါဒုက္ခဝိညာဉ်နေလှုပ်ချင်နေဆိုတော့လောဘတဏ္ဏမဟုတ်ဘူးလားဝေဒနာကနေတဏ္ဏကူးမသွားဘူးလားပရိစ္ဆသမုပ္ပါဖျားပရိစ္ဆသမုပ္ပါဖျားဆိုဖျားရှင်ကရှောက်ဖျားလို့မရဘူးကိုဘွားတွေဒီဘွားတွေရှောက်မပြောနဲ့ဒီပစ္စုပန်ဘွားခံနေရတဲ့ဘွားဟာလားအတိတ်ဘွားတွေအနာဂတ်ဘွားတွေမရောက်သေးဘူးပစ္စုပန်ဒါလေးဘွားဖောက်ပြန်တဲ့ဒုက္ခဝိညာဉ်နေမိမိစိတ်နဲ့တွေ့ထိတဲ့အခါမှာမခံကြီးနဲ့ဒေါသမိတောင်နေမှုရဲ့ပြည့်ပြည့်မှုလောဘခန္ဓာတွေရမနေဘူးလား အဲ့ဒီခန္ဓာပြည့်စုံပံဘဝအဲ့ဒီပြိစ္ဆာသမုပ္ပါအဲ့ဒီမှာဖြစ်ရမှာဟုတ်ပြီလားအဲ့တော့ဒုက္ခဝိနာမခံစားတဲ့မခန္ဓာလို့ခံဆောင်ပြီးနေလောဘသည်တဏအဲ့ဒီဝေဒနာနဲ့တဏကူသွားတယ်ခုနပုံပုံတွေကြတော့ဝေဒနာတော့ရှိတယ်တဏကူသေးလားကူတော့ပါဘူးအဲ့ဒါကိုလိုက်အဲ့ဒီတဏဖြစ်နေစိတ်ကိုလိုက်တတ်တာမဟုတ်ဘူးမက်ဆေ့စ်ရိတ်ဇန်စရိတ်စေတသိက်တွေနဲ့စိတ်နဲ့ပေါင်းတော့စိတ်နဲ့လောဘတို့ဒိဋ္ဌိတို့ကတ်လို့မရလို့လောဘဒေါသနဲ့ရှင်တဲ့စိတ်ကြီးဖြစ်မလာတော့ဘူးနဲ့ပြည့်သွားတာအဖြစ်ပြည့်ဆုံးတယ် ဟုတ်ပြီလားအဲ့တော့တရားရှုရတာဦးစင်းကသဘောလည်းရှင်းပြရသေးတယ်ခွန်ကြီးခိုင်းတာရှုရှုဘာရှုလို့ရှုမှမသိလို့အဲ့တော့ကျွန်တော်ရှုတဲ့စနစ်ကလည်းကက်ကစုပမာဏီရလည်းမှန်တယ်ဟာလားနောက်တခါဇိုင်ငါ၅ပါးလည်းမှန်မယ်အဲ့တော့ပြိဿသမုဟပြက်ပုံလည်းမှန်ရမယ်သစ္စာလေးပါးမြင်ပုံလည်းမှန်ရမယ်သစ္စာလေးပါးမြင်ပုံမှမသိသေးလားမသိတော့ဘူးအိမ်ပြန်ဖို့ပဲတွတ်နေမှာပေါ့ဟမ်မှားတာလေဒါလေးပါးဖောက်ပြန်တာဒုက္ခသဘောပေါ်လားဒုက္ခသဘောပေါ်လားဒုက္ခသဘောပါဗျာမမှန်ဘူးလား အဲ့ဒီဒုက္ခခန္ဓာကြီးကဘာလို့တားလဲတင်းလေတောင်းလေထုံးလေပြည့်စည်ပြည့်စည်နေတဲ့သဘောမဆောင်ရွက်ဘူးလားဆောင်ရွက်ပါအဲ့ဒါဒုက္ခသစ္စာကြီးကိစ္စနေမှတ်ထားကြအောင်ခေါင်းထဲလေးထည့်ကြအောင်သစ္စာလေးပါသိဖို့လိုတယ်အဲ့လိုဒါလေးပါဖောက်ပြန်လို့ရှိရင်လှုပ်ပဲပြည့်ပဲဆိုတော့လောဘမပေါ်လာဘူးလားအဲ့ဒါလောဘအမှန်ရှိတာကသမုဒိယတဏ္ဍခုလိုလောက်အောင်ကောင်းမလားဒီလိုလောက်အောင်ကောင်းမလားနဲ့အဲ့လိုလုံနေတာကကိတဏ္ဍအလုံးလုံးမနေဘူးလားအာတဏ္ဍဤကိစ္စညာသမုဒိယတိစ္ဆာဤကိစ္စမေကဆိုတာတတိဝရိယတို့သည် မက်ကင်ရှစ်ပါးနော်လှုပ်ဖို့သွားပြီးတဲ့တတိကိုမလှုပ်တော့ဘဲနဲ့နာသီဝကလိုက်တာမိစ္ဆာတတိကိုတမ္ပါတတိကပဲတယ်မိစ္ဆာဝိုင်းမဝိုင်းမစိုက်ပြီးလှုပ်ပြင်းနေမယ်ဆိုလေနဲ့နာသီဝဝိုင်းမစိုက်တဲ့ဟိုရင်မက်ကအစားထုတ်လိုက်တာဆိုင်ရဆိုင်ရအောက်သူတရားတွေကိုမက်ကင်ရှစ်ပါးမပယ်တော့ဘူးလားပယ်တော့ပါအဲ့ဒါမက်ကိစ္စဆောင်ရွက်တာမင်းငါရှိတာကမက်ကသစ္စာဆိုင်ရဆိုင်ရဆောင်ရွက်နေတာကမက်ကသစ္စာကိစ္စအဲ့ဒီသဘောကိုသိတာမက်ကသစ္စာကိစ္စညံနိရောဓသစ္စာဆိုတဲ့ချုပ်တဲ့ဆိုတာနိဗ္ဗာန်ရှိတယ်နိဗ္ဗာန်တဏှာမရှိဘူးတဲ့ တဏှာမရှိတဲ့နိဗ္ဗာန်ကိုလူကျင်တဲ့ပုဂ္ဂိုလ်ဒီအိမ်ရလာတဲ့တဏှာနဲ့မလာဘူးလားစိတ်မှာတဏှာမပါလာဘူးလားပါလာတဲ့တဏှာကိုဘာလို့ရမလဲစွန်းဘာလို့ရမလဲစွန်းပါပါဗျာနိဗ္ဗာန်တဏှာမရှိဘူးဆိုတော့တဏှာမရှိတဲ့နေရာကိုစိတ်ကညှို့ခြင်းတဏှာစိတ်ကြီးနဲ့ကျွတ်လို့ရပါမလားမရပါဘူးအဲ့တော့ဘာလို့ရမလဲစွန်းပါပါဗျာလှုပ်ခြင်းနဲ့ပြင်းခြင်းနဲ့ဆိုတာလွာလဲတဏှာလိုက်ရောလှုပ်ရမယ်ဆိုရင်လိုက်ရောတာမလိုက်ရောတော့ဘူးဆိုရင် တဏ္ဍာအောင်ဆုံးတာမဟုတ်ဘူးလားအဲ့လိုဆောင်ရွက်တဲ့ကိစ္စကនិရောဓသစ္စာကြီးကိစ္စအဲ့လိုဆုံးလိုက်တဲ့ကစိတ်မှာစည်ရင်မှုရှိသေးလားမရှိပါဘူးစည်ရင်မှုချုပ်မသွားဘူးလားချုပ်သွားပါအဲ့ဒါនិရောဓသစ္စာនិရောဓသစ္စာရဲ့တဏ္ဍအလိုကိုမလိုက်ရောရမယ်နဲ့လိုက်ရောပြီးပြင်မရွှေ့ရမယ်ဆိုတာပြင်မရွှေ့လို့မှုတွေကိုစွန့်လွှတ်လိုက်တဲ့ကိစ္စ အဲ့ဒါသေကိစ္စလေးကသစ္စာလေးပါတပြိုင်တည်းပေါ်မလားဟုတ်လားပေါ်ပါပါအဲ့လိုတပြိုင်တည်းပေါ်တာနဲ့ခုနယောဂီတွေကချမ်းချမ်းသာတယ်ဗျာအီးတယ်ဗျာဆိုအတန်ပေါ်မလားဟုတ်လားပေါ်ပါပါအဲ့ဒါသစ္စာလေးပါရောနိဗ္ဗာန်ဆိုတဲ့နိရောဓသစ္စာနိရောဓဆိုတာစင်ရင်မူကြီးချုပ်သွားတာတဏှာချုပ်သွားတာကိုပြတာသက်သက်ကြီးမဟုတ်ဘူးပထမဒေါဘဒေါသတွေစိတ်မှာကန့်မနေဘူးလားကန့်တော့စင်ရင်မူပါမလားဟုတ်လားပေါ်ပါပါအေးအဲ့ဒါအမှန်ပဲမက်စိတ်သိတဲ့ပယ်သားလိုက်တဲ့အခါကျတော့လောဘတဏှာနဲ့တကွာအာဟုဆိုစိတ်သိစိတ်မှာကတ်သေးလားမကတ်တော့ပါ ်ချုပ်မသွားဘူးလားချုပ်သွားပါပြီအဲ့ဒါဏိရောဓတပြိုင်တည်းမှာစည်ရင်မှုပါချုပ်မသွားဘူးလားစည်ရင်ပါအဲ့ဒါလည်းဏိရောဓစည်ရင်မှုတွေစည်ရင်အောင်လုပ်နေတဲ့စေတသိက်တွေစိတ်နဲ့ဟာလားစည်ရတဲ့စေတသိက်တွေနဲ့ဆက်ဆက်တတ်တဲ့တဏှာတွေတပြိုင်တည်းချုပ်သွားတာမမှန်ဘူးလားမှန်ပါတယ်အဲ့ဒါဏိရောဓသစ္စာပဲအဲ့ဒါသစ္စာလေးပါပေါ်မသွားဘူးလားပေါ်သွားပါအေးအဲ့ဒါကိုမှတ်တာယောဂီတို့သိရင်ပါသွားခြင်းနဲ့ပါပြီးသစ္စာလေးပါပြီးအောင်လို့သွားတာသစ္စာလေးပါတပြိုင်တည်း သိခဲ့တဲ့သစ္စာလေးပါကိစ္စလေးရတပြိုင်တည်းအောင်ရင်းကရှင်းခဲ့တဲ့အတွက်ကြောင့်တရင်ကားအဖြစ်နိဗ္ဗာန်ကိုအောင်ပြုနိုင်ခဲ့တယ်။နိဗ္ဗာန်ကိုအောင်ပြုတယ်ဆိုတာဒုက္ခတော့ရှိပြီးဒေါမနတရှိသေးလားရှိပါဘူး။အဲမရှိတဲ့သဘောလေးမှာအဲ့ဒါရရှိတာဖိုးအခါရင်စင်းရရမယ်ဆိုဆင်းရမှုမရှိဘဲနဲ့အေးတယ်ဗျာချမ်းသာတယ်ဆိုအဲ့ဒါဖိုးဖလားအကျိုးနော်အဲ့ဒါကဖိုးဆိုတာကိုယ်စိတ်ဆိုတာအကျိုးတရားကိုခေါ်တာအာနာပနာကမ္မထာအဖြစ်ဗောဓိပက္ခယတရားသုံးခါပါနဲ့တဏှာကိုပယ်လိုက်တာကအကြောင်းမကသစ္စာ အကျိုးဖလားတမပါပူချမ်းလာတာမရဘူးလားမရပါဘူးအမဲ့ဖို့စည်ရမှုနဲ့ဒုက္ခတွေချုပ်သွားတာနိဗ္ဗာန်ချမ်းသာလေးခံစားရဖို့ဆရဘာမိနစ်တကွာတဏှာချုပ်သွားတာကဣဇုဝသစ္စာနိဗ္ဗာန်တဏှာကိုပိုင်းခြားပယ်တတ်တာကမဲ့မဲ့ဖို့နိဗ္ဗာန်ပေါ်မလာဘူးလားအဲ့ဒီမဲ့ဖို့နိဗ္ဗာန်ရခြင်းရှိရပါလို့ကလေသင်္ခါရုပိ္ခာတဲ့သင်္ခါရတွေကိုဥပိ္ခာပြုခဲ့ဒုက္ခဝိနာနဲ့ပြုတယ်လို့လည်းဒုက္ခဝိနာမှာမလိုက်ရောတော့ဘူးဒုက္ခဝိနာနဲ့ပြုတယ်လို့ဒုက္ခဝိနာမှာမကန့်ညိတော့ဘဲနဲ့ ကာယောမှုလာယောမှုတွေကိုအရာကိုစွန့်လို့တာအရာသင်္ခါရအရာကိုဥပိ္ပခပြုတဲ့သင်္ခါရဝေခဏ်ညာဒါလေးပါဖောက်ပြန်လှုပ်ဝဲပြင်မဲ့စားမလှုပ်ပဲလှုပ်တဲ့ပြည်တယ်ဆိုတဲ့သင်္ခါရလာယောလှုပ်ရအောင်မဲ့စားမလှုပ်တော့ဘဲနဲ့လှုပ်လို့မှုတွေအကုန်မစွန့်ခဲ့ရဘူးလားစွန့်ခဲ့ရပါအရာသင်္ခါရဝေခဏ်ညာကိုတပူမဲ့ဖို့ဆိုပြီးတော့အဲ့လိုတရင်ကနိဗ္ဗာန်ဝိပဿနာယာနိကလမ်းကြောင်းအဲ့လိုတက်တယ်နားလေလားမလဲလားတော့မသိဘူးဟင်ငောင်းကြီးကြောင်းနေမှာပါသည်လေအချိန်တန်ဘယ်လိုလှုပ်ရမလဲ ဘယ်လိုပြင်ရမလဲဘယ်ဆရာလေးဘယ်ရောက်နေလဲပေါ့ဒီလောက်ဆိုနာရက်ပြည့်လောက်ပြီဘယ်လိုဟောခွက်ဆိုရင်သူကဗဏ္ဏာကြီးမှတ်ဘယ်နေရာရောက်ရင်အဲ့ဒါဗဏ္ဏာကြီးပြည့်ပြီသူတို့သိတယ်ဒါကတော့အကင်းပါခဲ့တော့ဒီနေ့ချိန်ထိကျင့်စဉ်တရားတဲ့ပုံမှာမရှင်းလင်းဘူးဒီကျင့်စဉ်နေရာအဖြစ်ဘုရားဝတ္တရနဲ့မကိုက်ညီဘူးခန္ဓာမှာလည်းအကျိုးမရှိဘူးလို့ထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်ရှိမှတ်ထားပါမရှင်းနဲ့အာမနာနဲ့ပြောင်းတာပြောဥစဉ်ရလဲရှက်တာတွေအာနာတွေဥစဉ်ဝါဒမရှိဘူး အားနိုင်ကိုနာတယ်အားနာတယ်ဆိုကိုယ့်ရဲ့ဆုံးဆုံးချင်းပဲကဲလျှောက်ပါအရှင်မြတ်ပြတာကြီးယနေ့ဒီကျင့်လာခဲ့တာကောင်းကျိုးမရှိ ဆိုးကျိုးပဲရှိတယ်ဖရာဟောဒေသနာနဲ့ဘယ်ဒေသနာဒေသနာကြမနေအောင်ကြီးဘူးတပြို့လဲခန္ဓာမှာကျင့်တာအကျိုးမရှိဘူးအဲ့လိုအထောက်အထားအကိုကပြနိုင်တဲ့ပုံကိုရှိရင်မတ်တရပါအာမနာပါနဲ့နော်မှတ်တာဘယ်ဆရာမှအာမနာနဲ့အာနိုင်ရင်ဘာဖြစ်လဲ ဆုံးရှုံးနေအားနိုင်မဆုံးရှုံးလားလူနှစ်ယောက်တို့တစ်ချောင်းသူနဲ့ကိုနဲ့တွန်းတယ်ကိုကအားနာလို့ရှော့တော့သူကကိုကြီးပြန်မတွန်းခံအောင်လားအေးအားနိုင်ကိုထိတာမှတ်တာအားနာတယ်ဆိုတာနင့်နာမှုဆုံးရှုံးတရားပဲသူများလည်းမပြင်းမနဲ့ကိုလည်းအားမနာနဲ့ဦးစင်းအရိပ်ွာတာပဲကျင်းလို့ကဲဦးစင်းကိုလည်းအားမနာနဲ့ရှော့ဆက်ချင်းထားရှော့ငြိမ်ပြီးကြောက်ပြီးကိုယ်မလုံနေနဲ့အရှင်မြတ်ဒီလိုရှိတယ်ဟိုလိုရှိတယ်ပြောဦးစင်းကလည်းပြောတာဘယ်နေရာမှာနေရာမယွေးဘူး မမားတယ်လို့ပြောတာကောင်းတယ်တယ်လို့ပြောတာအဲ့ဒါလက်မခံနေပဲသူကသေးသေးပဲကိုကကောင်းတယ်တင်ပြောတာကဲရှောင်းနိုင်ပုံရှိလားတင်ပြနိုင်တဲ့ပုံရှိလားမရှိဘူးမရှိလို့ရှင်နမောတသနဲ့ဘုရားကတော့